မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိမ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်အမ်းမြို့နယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခရဲ့ရှေ့ကစကမ်းဖြစ်တဲ့ဂဇူးကန်တောဟိန်တောင်ဘျူဟာကုန်းကို AA ကအပိသက်တိုက်ခိုက်သိမ့်ပိုက်သွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇော်လ23ရက်နေ့မနက်2နာရီကျော်အချိန်မှာအမ်းမြို့နယ်ဂဇူးကိုင်းတောဟိတောင်ဘူဟာကုန်းစခန်းနဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့အဆက်အသွယ်လုံးဝပြတ်တောက်သွားတယ်လို့သိရပါဗါတယ်။အဲ့ဒီတောဟိတောင်ဘူဟာကုန်းကို AA ကမက်လာနောက်ဆုံးဘက်ကစတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ဇော်လ23ရက်နေ့မှာတောဟိတောင်ဘူဟာကုန်းစခန်းနဲ့စစ်ကောင်စီတိုင်းစစ်ဌာနချုပ်ဂျားမှာအဆက်အသွယ်လုံးဝပြတ်တောက်သွားခြင်းဖြစ်တယ်လို့သိရပါဗါတယ်။ဂဇူးကိုင်းဘူဟာကုန်းကျသွားပြီလို့ပြောလို့ရပါတယ်။ အဆက်အသွယ်ပြတ်တောက်သွားတယ်ဆိုတာကစခန်းကုန်းကျသွားလို့မဆက်သွယ်နိုင်တော့တာပါလို့စီရေးသတင်းအရင်းမြစ်ကပြောဆိုခဲ့ပါတယ်။အေအေရဲ့စီရေးသတင်းအရင်းမြစ်ကလည်းဘုံမှုချုပ်အစ်စ်ဦးစီးနေတဲ့အမ်းမြွန်နဲ့ဂဇူးကိုင်းတောဟိန်တောင်ဘျူဟာမှာရှိတယ်။ပင်မာဂုံနှစ်ခုစလုံးကိုအရခတ်တက်တော်အေအေကဒီကနေ့မနက်၈နာရီအချိန်မှာတိမ့်ပိုက်လိုက်ပြီလို့သိရပါတယ်။လက်နက်ခဲယမ်းများနဲ့စစ်သားအလောင်းအများပြားရရှိထားပြီးတော့ရှင်းလင်းရေးတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။လက်ရှိမှာစစ်ကောင်စီက Jet Fighter နဲ့ 16J 112နဲ့2ဂျင်း ဝိုင်းအိတ်နဲ့တကြိမ်လာရောက်တိုက်ခိုက်ဘုံကျဲခဲ့တယ်လို့သိရပါဗျ။အမ်းမြို့နယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကလည်းဟာဝေဇာအမြောက်များနဲ့ပြစ်ကူပေးနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နေပူတောင်အနီးတော်ဝိုက်မှာအာရခတပ်တော် AA နဲ့စစ်ကောင်စီတို့ကြားမှာတိုက်ပွဲများဖြစ်ပွားခဲ့ရာစစ်ကောင်စီဘက်ကအယောက်60ကျော်တေဆုံးပြီး စစ်ကြောင်းပြတ်တဲ့အထီကိုကစင်ကလေးဖြစ်သွားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လ20ရက်နေ့ဘကိုးတိုင်းပြည်မြို့နယ်ဘက်ကနေဆင်းလာတဲ့အင်အား150ကျော်ပါတယ်။စစ်ကောင်စီစစ်ကြောင်းကိုတောင်ကုတ်နေပူတောင်အနီးမှာအေအေကကြားဖြတ်တိုက်ခတ်ရာစစ်ကောင်စီဘက်ကတေဆုံးထိခိုက်မှုတွေများပြားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာတောင်ကုတ်မြို့မှာစစ်ရင်အားဖြည့်တင်းရန်သွားတဲ့စစ်ကူစစ်ကြောင်းဖြစ်တယ်လို့သိရပါတယ်။တောင်ကုတ်မြို့အထက်နေပူတောင်နဲ့ဒုံးရယ်ဆန်းရွာကြားမှာစစ်ကူသွားတဲ့စစ်ကြောင်းခြုံခိုတိုက်ခိုက်ခံရတာပါ60ကျော်လောက်တော့ကြာဆုံးပါတယ်။ ကျန်တဲ့စစ်သည်တွေပါအဆက်အသွယ်ပြတ်နေတယ်။သွားတာကတောင်ခုတ်ကိုအင်အားဖြည့်ဖို့အတွက်သွားတဲ့စစ်ကူစစ်ကြောင်းပါလို့တပ်သတင်းအရေးမြစ်ကပြောကြားထားပါဗါတယ်။တောင်ခုတ်မြို့မှာစစ်ကောင်စီကခံစစ်ပြင်နေပြီးတော့တောင်ခုတ်တပ်ကစုပ်အပါအဝင်အခြားသောဘာသာရေးအဆောက်အဦများဌာနဆိုင်ရာအဆောက်အဦများနဲ့အရဲသားတွေပိုင်တဲ့နေအိမ်များမှာပါတပ်ဆွဲနေရယူထားတယ်လို့သိရပါဗါတယ်။ရခိုင်ပြည်မှာတောင်ခုတ်တန်တွဲအဲကြောက်ဖြူမောင်တော်ဒေသတို့မှာစစ်ကောင်စီတပ်ရင်းများနဲ့အရခတ်တပ်တော်အေအေတို့တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာစခမကျေးရွာကဆရာတော်ကိုစစ်ကောင်စီကပြစ်ခတ်တဲ့အတွက်ပြန်လည်တော်မူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လ22ရက်နေ့ည9:00ခွဲအချိန်မြင်းကြံမြို့နယ်မြို့ပတ်လန်းမောင်ရင်မောင်နဲ့စခမဂျားမှာ ကင်းမုံဝင်နေတဲ့စစ်ကောင်စီတပ်တွေကစခါမှကြောင်းဆရာတော်လိုက်ပါလာတဲ့လူမှုကွန်ရီရဲ့အတင်းကားကိုပြစ်ခတ်တဲ့အတွက်ဆရာတော်ပြန်လည်တော်မူရခြင်းဖြစ်တယ်လို့သိရပါဗျ။ဆရာတော်ကကြေးပါကအရေးကြီးလူနာကိုမြင်းကြံမျိုးကိုလာရောက်ပို့ဆောင်တဲ့အချိန်မှာပြစ်ခတ်ခံရခြင်းဖြစ်တယ်လို့သိရပါဗျ။ရွာမှာရှိတဲ့လူနာကအရေးကြီးနေတော့ဖုံဖုံကသူ့ကိုယ်တိုင်လိုက်ပို့တာမြင်းကြံမျိုးအထွက်ဂိတ်လေးမှတင်အပြစ်ခံလိုက်ရတယ်။ကားကလည်းလူမှုကွန်ရီအတင်းတစိတ်တွေပါပါတယ်ဆရာတော်ကိုယ်တိုင်ရှေ့ခေါင်းငန်းမှာထိုင်ပြီးတော့ကိုလိုက်ပို့တာပါအချိန်ကလည်းည9နာရီခွဲလောက်ပဲရှိသေးတယ် ဖုံးဖုံးကရွာမှာအရေးကြီးလူနာရှိရင်တကားရီအန်ရဖြစ်မှာဆိုလို့စိုးရင်ပြီးတော့သူကိုယ်တိုင်အမြဲတမ်းလိုက်ပို့ပေးလေရှိပါတယ်အခုကစစ်တပ်ကပြစ်ခတ်လို့ဆရာတော်ပြန်လွန်တော်မူသွားပါပြီလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်စစ်ကောင်စီကိုထောက်ခံတဲ့ lobby မြန်မာ national post people media များအပါအဝင်စစ်ကောင်စီ lobby ဘောမ Telegram channel တွေကတော့ PDF ကပြစ်ခတ်တဲ့အတွက်ဆရာတော်ပြန်လွန်တော်မူခဲ့ကြောင်း ဆရာတော်ပြန်လွန်တော်မူတဲ့ဓာတ်ပုံနဲ့တကွာလိန်လဲပြီးတော့သတင်းတွေရေးသားဖော်ပြလာတယ်လို့ဒေသခံပြည်သူတွေကရှင်းလင်းပြောဆိုထားပါတယ်။မြင်းကြံအခြေစိုက်မြင်းကြံ Black Tiger MBD PDF တပ်ဖွဲ့ကစခါမှဆရာတော်ဦးအုပ်တမလူနာလာပို့တဲ့အချိန်မှာစစ်တပ်ကပြတ်တက်ချင်းဖြစ်ပြီးတော့မိမိတို့အဖွဲ့နဲ့မြည်တော့မှလုံးဝလုံးဝမသက်ဆိုင်ကြောင်းပြောဆိုထားပါတယ်။ မြင်းကြံ Black Tiger MBD အနေနဲ့အခုရပိုင်းအတွဲမှာမြင်းကြံနဲ့နီနီကက်ကက်ရှိမနေပဲစစ်ရေးလှုပ်ရှားမှုလည်းမရှိကြောင်းတရားဝင်သတင်းထုတ်ပြန်ထားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီနဲ့စစ်လော်ဘီများဟာဇွန်လ19ရက်နေ့မန္တလေးတိုင်းမန်းစုံမြို့နယ်မှာနိုင်ငံတော်တန်ခါမဟာနိုင်ရကဆရာတော်ဝင်းနေမိတာယုံဆရာတော်ကိုစစ်တပ်ကပြစ်တက်ခဲ့တဲ့အချိန်တုန်းကလည်း PDF ကပြစ်ခတ်တယ်ဆိုပြီးတော့လိန်လေသတင်းပေါ်ပြခဲ့ကြတော့လေမျက်မြင်သက်သေကံ30ဆရာတော်ကစစ်တပ်ကပြစ်ခတ်ကြောင်းထုတ်ပြန်ပြောဆိုပြီးတဲ့နောက်မှာ p 写，嗯嘛，包包开眼镜，别讲，不然也收过来，看明。 နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးရုံးကအုပ်ချုပ်ရေးမှူးနယ်တောင်ကုန်းမြို့နယ်စီဝင်သားရေးအမှုဆောင်တို့ဟာတာဝန်ကိုမထမ်းဆောင်ခြင်းနဲ့အတွက်ကြောင့်ထွက်ပြေးရာကနေပြီးတော့သတင်းပေးတိုင်ကြားမှုကြောင့်ဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တောင်ကုန်းမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးဦးဇာနီတိုးနယ်တောင်ကုန်းမြို့နယ်စီဝင်သားရေးအမှုဆောင်ဦးမောင်စိန်တို့နှစ်ဦးဟာတောင်ကုန်းကနေထွက်ပြေးရာကနေတောင်ကုန်းရုံးမှလမ်းစစ်စေးရေးဂိတ်မှာဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ် တောင်ကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဥဇာနီတိုးနဲ့နှီးဆက်သူတို့ကသူတို့နှစ်ယောက်ကတာဝန်ထမ်းဆောင်လိုခြင်းမရှိတဲ့အတွက်ကြောင့်ထွက်ပြေးကြတယ်။အဲ့ဒီတည်င်းကိုတိုင်ကြားတဲ့အတွက်ကြောင့်နှစ်ယောက်ကအဖမ်းခံလိုက်ရတာပါ။တောင်ကုန်းရုံးမှလမ်းမှာအဖမ်းခံလိုက်ရတာပါလို့ပြောဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကတောင်ကုန်းမြို့ကနေထွက်ပြေးတိန်းရှောင်ရာက တောင်ကုန်းရိုးမလမ်းမှာစစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးတော့လက်ရှိအချိန်အထိကိုမိသားစုဝင်များနဲ့တွေးဆောင်ခွင့်မရရှိသေးဘူးလို့သိရပါဗျ။၎င်းတို့နှစ်ဦးကိုဖမ်းဆီးပြီးတဲ့နောက်မှာတောင်ကုန်းမြို့စကခငားမှာချုံနှောင်ထားပြီးတော့နိုင်ငံတော်တားမြစ်ချက်ဥပဒေဖောက်ပြမှုနဲ့စစ်တပ်ကအခုလိုမျိုးဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်တယ်လို့တပ်တွင်းသတင်းအရင်းမြစ်ကပြောဆိုထားပါဗျ။ဥဇာနီတိုးဟာပြီးခဲ့တဲ့2022ခုနှစ်ကတောင်ကုန်းမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှုအဖြစ်နဲ့တာဝန်ကျခဲ့ခြင်းဖြစ်ပြီးတော့ဦးမောင်စိန်ဟာပြီးခဲ့တဲ့2021ခုနှစ်မှာတောင်ကုန်းမြို့နယ်စီဗင်သာရေးအမှုဆောင်အဖြစ်နဲ့ တာဝန်ချလာခြင်းဖြစ်တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစစ်ကောင်စီနဲ့အေအေတို့တောင်ကုန်းမြို့နယ်နေပူတောင်အနီးတစ်ဝိုက်မှာထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်စခန်းများကလက်နက်ကြီးများနဲ့ပစ်ခတ်နေတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်တောင်ကုန်းတပ်ကတုံမှာတင်တန်းရေးရာဌာနမှုရဲ့နေအိမ်နဲ့ကားပျက်စီးသွားခဲ့ပြီးတော့ အဲ့ဒီနောက်မှာစစ်ကောင်စီတပ်အင်အားတရာဝန်းကျင်ကတောင်ကုန်းတက္ကသိုလ်ထဲမှာဝင်ရောက်ပြီးတော့တက်ဆွဲလိုက်တယ်လို့သိရပါဗါးတောင်ကုန်းမြို့ပါမောက်ခါကျုံနဲ့တက္ကသိုလ်ဆရာဆရာမများကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလက်နက်ကြီးများနဲ့ပစ်ခတ်ချင်းချောက်ပြီးတောင်ကုန်းတက္ကသိုလ်ဝင်တွေကနေနှင်ထုတ်ခဲ့ခြင်းဖြစ်တယ်လို့တောင်ကုန်းဒေသခံတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ကြောက်တန်းကျေးရွာကိုစစ်ကောင်စီကမီးတင်ရှုပ်ဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇော်လာ23ရက်နေ့မနေ့၈နိုင်အချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကကြောက်တန်းကျေးရွာကိုရွာလုံးကျွတ်မီးတင်ရှုပ်နေပြီးတော့ကျေးရွာအတွင်းကနေအများပြားလဲမီးလောင်ကျွမ်းနေတဲ့အတွက်ကျေးရွာကပြည်သူတွေဟာလဲထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ရွာသားမှာတိုက်ပွဲဖြစ်တယ်တိုက်ပွဲဖြစ်ပြီးတော့စစ်တပ်ကကြောက်တန်းရွာတွေကိုမီးဝင်ရှုပ်တော့တာပဲအခုထိလဲရှုပ်နေတော့မယ်ပြည်သူတွေကတော့အကုန်ထွက်ပြေးတိမ်းရှောင်နေရတယ် ရွာအပြင်ဘက်ကနေကြည့်ရင်မိခိုးလုံးတွေမဲနေတာပဲအတော်ကုန်များတယ်ရွာလုံးကျွတ်မီးလောင်နေတဲ့သဘောရှိတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်လက်ရှိမှာစစ်ကောင်စီတပ်များကနထိုးကြီးမြို့နယ်အတွင်းစစ်ကြောင်းများကိုခွဲပြီးတော့ထိုးစစ်ဆင်လျက်ရှိပြီးကျေးရွာများကိုမိတင်ရှို့ခြင်းအပြစ်မဲ့ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းပစ္စည်းနဲ့စားနပ်ရိက္ခာများကိုလည်းလူယူခိုးယူခြင်းများပြုလုပ်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကလေးမျိုးနယ်အနောက်မြောက်ပိုင်းမှာရှိတဲ့ညောင်တော်ရွာကိုစစ်ကောင်စီကမိရှုဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ22ရက်နေ့မှာကာကွယ်တပ်နဲ့စစ်ကောင်စီတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ဆယ်ကြီးရွာအနီးမှာရှိတဲ့ညောင်တော်ရွာကိုစစ်ကောင်စီကမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါရတယ်။တိုက်ပွဲဖြစ်ပြီးမှညနေပိုင်းလောက်မှာမိဆရှုတာ မိုးရွာတော့တော်သေးတယ်မိကငြိမ်းသွားတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုခဲ့ပါတယ်စစ်ကောင်စီကညောင်တော်ရွာကနေအိမ်အ ਨੇ ဆုံး၃လုံးကိုမိရှို့ခဲ့တယ်လို့သိရပါတယ်ကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တို့ဖြစ်ပွားခဲ့တယ်မနေ့ကတိုက်ပွဲအတွင်းမှာနှစ်ဖက်အထိကိုက်တွေရှိပြီးတော့ကာကွယ်ပူးပေါင်းတပ်ဖက်ကလည်းရဲဘော်နှစ်ဦးကြာဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ဒေါနာတောင်ပေါ်ကအောင်စေရစစ်ကြောင်းလို့နာမည်ပေးထားတဲ့ အာနာသိန်းစစ်ကောင်စီကစစ်သား၂ယောက်ဟာတနက်၄လနဲ့အတူကော့ဘရာစစ်ကြောင်းထံကိုအလံဖြူထောင်ပြီးတော့အလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။၄လကျော်ကြာအောင်မြောက်ဒီမြို့ကိုချင်းကပ်ဖို့ကြိုးစားနေပြီးတော့တင်ငန်းညီနောင်တော်မရောက်ဖြစ်တဲ့အာနာသိန်းစစ်တပ်ရဲ့နိုင်ငံတော်အဆင့်စစ်ကြောင်းဟာဒေါနာတောင်ကျော်မှာပဲအင်အားတွေချိနဲ့လာတယ်လို့သိရပါတယ်။အောင်စီရစစ်ကြောင်းဆိုပြီးတော့အင်အားအလုံးရင်းနဲ့တက်လာတာလမ်းမှာတော်လိုင်းတပ်ဖွဲ့တွေကကြားပြတိုက်ခိုက်နေလို့အင်အားချိနဲ့လာနေတယ် လက်နက်ချအញ្ញံခံတဲ့စစ်သားအများပြားရှိနေပြီးတော့အခုစစ်သား၂ယောက်ကလည်းဇော်လာ၂၂ရက်နေ့ကလက်နက်၄လက်နဲ့ဝင်ရောက်ခဲ့တာပါလို့မြေပြင်တော်လိုင်းတပ်ဖွဲ့ဝင်တဦးကပြောပါရယ်။အောင်စီရစစ်ကြောင်းဟာစတက်လာတဲ့အချိန်မှာအာနာသိန်းစစ်ကောင်းစီကလေရင်နဲ့ဘုံကျဲတာ drone နဲ့ဘုံကျဲတာတွေကိုလုတ်ခဲ့တဲ့အပြင်လက်နက်ကြီးတွေနဲ့ပါရန်တန်ပစ်ခတ်တာတွေကိုပါလုံဆောင်ခဲ့ပြီးဇော်လာပထမဘက်ကလည်းအဝေးကနေပြီးတော့လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေလုံဆောင်နေတယ်လို့အဲ့ဒီတော်လိုင်းတပ်ဖွဲ့ဝင်ကပြောဆိုခဲ့ပါရယ်။ အာနာသိန်းစစ်ကောင်စီတပ်ဟာစစ်မျက်နှာပြင်တိုင်းမှာစစ်သားတွေတိုက်ဆုံမှုတွေအလင်းဝယ်မှုတွေကြောင့်စစ်တီအင်အားချင်းနဲ့လာမှုတွေရှိနေတယ်လို့တဖက်မှာလည်းစစ်တီအင်အားပြန်လည်ဖြည့်တင်းဖို့အတွက်စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့ပြည်သူတွေကိုမတရားဖမ်းဆီးမှုတွေလှုပ်ဆောင်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ